What's up guys? မင်္ဂလာပါ။ဒီဗီဒီယိုဖိုင်လေးကိုတစ်ချက်လိုက်ကြည့်အောင်ပြောလို့ရ။ဝေးလွှဲတဲ့ကိစ္စနဲ့ပြန်မပြေးတာနဲ့ကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်အနေနဲ့ဒါဒီ blog ကိုကျွန်တော်သုံးသပ်ပြမယ်ဆိုရင်တော့ရှင်းရှင်းလေးပြ။ရှင်းရှင်းလေး။တကယ်တမ်းကျရင်ဘာကြောင့်ဝယ်ဖြစ်ဖြစ်ဟိုဘက်ကလူကဟိုဒါကျွန်တော်ပုံမှန်လေးပြပြပါမယ်နော်။ဟိုဘက်ကလူကကလိန်နာပဲဖြစ်ဖြစ်ကလိန်ကကြကြတာပဲဖြစ်ဖြစ်တခုခုလွဲမားနေတာပဲဖြစ်ဖြစ်ငွေပတ်ဆက်ပမာဏ330ပဲရှိတယ်ဗျာ။ ဘာဖြစ်လို့အုံနောက်အချောက်ခံပြီးတော့အခုဒီမှာဒီလောက်ပြည်သူလူထုကလည်းပြောနေတယ်ဒီလောက်ဖြစ်ပြနေတဲ့ကိစ္စမှာကျွန်တော်သာသူ့နေရာဆိုရင်ဟုတ်ပြီကဲသူကတော့ခိုင်နှင်းဝင်ရဲ့အကြောင်းကိုအော်ဖွင့်ချတာဗျဆိုတော့ခိုင်နှင်းဝင်ရဲ့ပွဲကိုစိတ်ဝင်စားနဲ့ဝင်လာတဲ့နောက်တစ်ယောက်လို့ပြောလို့ရပါတယ်ဆိုတော့ဒီ video file ကိုအဆုံးထိလေးကြည့်အောင် okay let's go ဟုတ်ပြီဒီနေရာမှာဗာလေးတစ်ချက်ကျွန်တော် discuss လုပ်ချင်တာလေဆိုတော့ခိုင်နှင်းဝင်နဲ့ပတ်သက်ပြီးတော့ကလေးတစ်ယောက်ကိုအမွေစားအမွေခံနေဆိုဟုတ်ပြီအဲ့အမွေစားအမွေခံက အင်မတန်အန္တရာယ်များတာတော့ဘာဖြစ်လို့ဆိုတော့ခန္ဓာဝေရဲ့လက်ရှိပိုင်ဆိုင်မှုတွေကတကယ်တမ်းအမွေစားအမွေခံနဲ့ဒီကလေးကိုမွေးစားမယ်ဆိုရင်တကယ်တမ်းမြန်မာနိုင်ငံမှာတရားဥပဒေစိုးမိုးမှုတကယ်သာရှိမယ်ဆိုရင်အဲ့ဒီကလေးရဲ့ရပိုင်권ပိုင်ဆိုင်မှုနဲ့တာမဟုတ်ဘူးအဲ့တော့အဲ့ကလေးကဘာတူလဲဘယ်ကကလေးလဲသူမဟုတ်ဘူးအဲ့ကလေးရဲ့လက်ရှိဘာတူလဲဆိုတာကျွန်တော်ကမသိဘူးသိရလို့ရှိရင်အလင်းပြပြီဘာဖြစ်လို့ တကယ်ဒီကလေးကအမွေစားအမွေခံနဲ့မွေးစားထားတယ်ဆိုရင်တစ်ချိန်မှာဒီကလေးရဲ့ပိုင်ဆိုင်မှုကရမှာနဲ့မဟုတ်ဘူးနော်နဲ့တာမဟုတ်ဘူးဘယ်လိုကလေးမျိုးလဲဆိုတာတော့အရင်သိကြလားအဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတော့အခုချိန်မှာရှိလားမရှိလားမြန်မာနိုင်ငံပြည်သက်တွေပို့ပြီးတော့သိလိမ့်မယ်ကျွန်တော်တော့မသိဘူးเพราะฉะนั้นไม่ตีไม่ตีแล้วไม่ပြောเลยเออบาเปลี่ยนยีราเลยอ่ะทีมาดาริอกงเนี่ยนอกกวยก็หลบไปนี่ล่ะ तू เล็กสิต้วยนี่แหละยีซาเว้ยเด้ အလူငွေပတ်စံတွေပိုင်ဆိုင်မှုတွေအကုန်တူပဲစီမံခန့်ခွဲနေတာတဲ့လူမှုကွန်ရက်စာမျက်နှာတွင်ဂီဟာနဲ့ခိုင်နှင်းဝေကိုဝေဖန်သူများအစ်တက်ကိုတည်င်းပေးတိုင်းအကြောင်းလဲသူကတတိပေးပါတယ်တဲ့အော်မြန်မာနိုင်ငံမှာတရားဥပဒေစိုးမိုးရေးဒါရှိမယ်ဆိုရင်ခိုင်နှင်းဝေတရားစွဲလို့မြန်မာပြည်မှာလူတော့ကြော်မျိုးတော့အရင်ဆုံးစွဲမယ်ဆိုရင်မတူစွဲရမှာသတိလားကြော်မျိုးမင်းအရင်ဆုံးစွဲရမှာခိုင်နှင်းဝေအကြောင်းကြော်မျိုးမင်းပြောတာကပြန်ကြည့်အဲ့တော့ကြော်မျိုးမင်းတော့ခိုင်နှင်းဝေတရားစွဲလို့ရတလားလို့ နော်မိတယ်နဲ့ဟုတ်ပြီကျောဆောင်ခန္ဓာဝေဒီတဲ့ဂေယာဝင်သန်းများအပေါ်ယဉ်သီးစွာဆက်ဆံခြင်းဆဲဆိုခြင်းများရှိပြီးဝင်သန်းများ၏ဘဏ်အကောင့်ဖြင့်အလူငွေလက်ခံလေးရှိသည်ဟုသိရသည် သူထမင်းစားရင်ရုပ်ရှင်တွေကလိုဘေးကမတ်တက်ရက်ပြီးလိုတာလိုက်လို့ပေးရတယ်ကားဆရာတွေကလည်းတော်တော်အစဲအဆူခံရတယ်ဟုဝင်သန်းများနဲ့ဆက်ဆံရေးကိုတည်ထားသည့်အသက်40ဝန်းကျင်အရွယ်တဲ့ကိုမင်းကျော်အမည်လွဲကပြောပါတယ်တဲ့နော်အဲ့တော့ဒါလေးကတော့ ရုပ်ရှင်တွေကလို့ဘေးကမတက်ရက်ပြီးလူတာ လုပေးရတယ်ဆိုတာတော့อืมကျွန်တော်တို့နိုင်ဆန်တာပေါ့ရုပ်ရှင်တွေမှာတော့ရုပ်ရှင်တွေမှာပေါ့เนาะရုပ်ရှင်တွေမှာတော့ဒီလိုပဲတထေးမာကြီးစင်ဘေးနာကြီးရတော့ဒီမှာလည်းနိုင်ဆန်တာဘာညာပေါ့เนาะအဲ့လိုလုပေးရဆိုတော့ဒါမှရေးတဲ့လူကရုပ်ရှင်တွေမှာလူဆိုတော့အဲ့ဒါကြီးကနည်းနည်းတက်မျိုးတော့တက်မျိုးဟုတ်ကဲ့ဟုတ်ပါပြီတော့ သူကခေယာကိုတဲ့ဓာတ်ပုံရိုက်ဖို့နဲ့ညနေပတ်စံသိမ့်မှုပဲလာတာတဲ့ပတ်စံသိမ့်ရင်လည်းအကြီးဆုံးဆိုတော့ပတ်စံကိုဒီတိုင်းယူသွားတယ်တဲ့ငွေယူသွားကြောင်းလက်မှတ်လည်းဘယ်သူမှမထိုးခိုင်းရဘူးလေတဲ့သူမနဲ့ဆက်ဆက်ရေးအစီအမပြေဖြစ်လာတဲ့ဝန်ထမ်းအမျိုးသမီးတဦးကို KP အဝင်သားရှိပြီးအထွက်ဆင်းရင်းမရှိဟုဆိုကာပတ်စံခိုးမှုဖြစ်ပသိမ်မြို့တွင်တရားစွဲအချုပ်တဲထည့်ခဲ့သည်ဟုသိရတယ်အဲ့တော့ဒါဒီကဟုတ်လားမဟုတ်လားဆိုတာတော့ကျွန်တော်တို့ သိဘူးဒါပေမဲ့တကယ်တိတ်ကြမသိပါဘူးဒီကြီးကဘာလို့ထွက်လာတာလဲဒါစဉ်းစားကြည့်ရအောင်ရှင်းသားတဲ့လူတယောက်ကဘာမှထပ်ပြီးရှင်းစရာမလိုရှုပ်ထားတဲ့ကိစ္စတခုရှိလို့ဒါရှင်းရတာဗျာအခုကဲကျွန်တော်ဒါဒီတိုင်းမှာကိုရင်သွေးကြီးပြောလိုက်ပါမယ်ကျွန်တော်အကောင်းဆုံးနေခဲ့တယ်ဒါပေမဲ့လူတိုင်းလူတိုင်းကအမားနဲ့မကြည့်ဘူးမိတယောက်ပဲကောင်းလားမိတယောက်ပဲကောင်းလားဆိုတော့ကျွန်တော်ပြောပါမယ်ကျွန်တော်တို့လည်းရှင်းမလို့တရားရကယ်တော့မကောင်းပါဘူးမကောင်းပါဘူးဒါပေမဲ့မကောင်းတဲ့အထင်းမှာတော့အမား ကင်းစွာအမားနည်းစွာ အကောင်းဆုံးတော့ဖြစ်အောင်တော့နေထိုင်ခဲ့တယ်အဲ့တော့ကျွန်တော်ကဒီအချိန်မှာဟုတ်ပြီမြန်မာရုပ်ရှင်လောကမှာเนาะထားပါတော့မိမကိစ္စရှုပ်ခဲ့တာဒီအာကျွန်တော်လုခဲ့တဲ့အမားတွေရှိရင်ကျွန်တော်ဒီလောက်ပြောနေတဲ့အချိန်မှာမြန်မာပြည်မှာပြည်သူရကဒီကောင်ဒီလောက်တော့ငါတို့လောကကိုပြောနေတယ်ဒီကောင်စောက်ကြောင်းလဲပြန်ဖို့မယ်ဒီကောင်မကောင်းကြောင်းနေပြောကြမယ်ဆိုပြီးတော့ဘယ်တယောက်တက်ပြောရဲလဲဘယ်တယောက်မှတက်ပြောတာလည်းမရှိဘူးမဘူးမှတက်ပြောတာလည်းမရှိဘူး ဒီ line ပေါ်မှာအောက်မှာလာဟာဘာဖြစ်ညာဖြစ်ဆိုဆိုတော့ဆဲဆိုပြီးတော့ရင်းနေကြတာမရှိသေးဆဲဆိုရင်းနေကြတာလဲကျွန်တော်ပုံပုံလေးပြောပြမယ်နောက်ကပတ်ဖို့ပေးတဲ့ကြောင်ရှိတယ်ကျွန်တော်ကို comment တစ်ခုရေးပြီးတော့ save ပြီး screenshot သွားပြပတ်စံ9000ရရတယ်တဲ့ပြီးပြီပြီလားအဘဲကောင်းဟာနေပြီးပတ်ဖို့ပေးနေတယ်ဆိုတာကျွန်တော်တွေးကြည့်ဟောပြေးနေရ YouTube အောက်မှာဝင်ပြီးတော့ဆဲပိုးစိုးပတ်စံဆဲ save ပြီးတော့ screenshot ရိုက်ပြီးသွားပြဒီမှာကိုပြင်းတရားကို save ယူပါပြီးသွားပြဝဖို့9000ရပါတယ်တဲ့နော်ဟုတ် ငါတော်သားတွေကဒီလိုင်းပေါ်မှာမများလာတာเนาะကျွန်တော်နိုင်ငံရေးပါလဲငါတော်သားမဟုတ်ဘူးညိနတော်ကမှာလဲငါတော်သားတွေအစားရှိသေးတယ်เนาะโอเคเนาะသူတို့ကပြန်ပြီးတော့ဒါတွေအကုန်ပြန်ကြားလာเนาะဟိုရှင်းရွှင်ကပရှင်းတဲ့နောက်နဲ့ဆိုမယ်ရှော့တော့မတွက်နဲ့စောင့်ချင်မဟုတ်ဘူးเนาะဟုတ်ပြီဒါပြောမယ်ဒီမှာထိုဝန်ထမ်းကိုလေဂေယာစောက်လုပ်ခဲ့သည့်အလူရှင်ကပင်ရော်ကြီးစိုက်ထုတ်ကအချုပ်ထဲမှာထုတ်ပေးခဲ့သည်ဟုဆက်ပြောပါတယ်အဲ့ဒီဝန်ထမ်းနေတဲ့ မြို့အထိပတ်စံခိုးပါတယ်ဆိုပြီးလက်အရှက်ခွဲတာအဲ့ဒီတော့ဝန်ထမ်းကလည်းတယောက်မှမလန်ရဲတော့ဘူးတဲ့ရှေ့မှာဖြစ်ထားဘူးလားဘူးတဲ့ကိုဗစ်ကာလတွင်ရက်လွန်ကုန်သည့်စားတော့ကုန်များတိကျဆောင်ခိုင်နေဝီပရဟိတအသိန်းကိုငလေမတန်ငင်ကလူအများဆုံးလှူဒန်းခဲ့ဒီမှာကိုဗစ်ကာလကဖြစ်တယ်တဲ့ကိုဗစ်ဒုတိယနိုင်တွင်စစ်ကောင်စီစီမံခန့်ခွဲမှုညံဖင်းမှုကြောင့်လူများစွာတိုက်ဆုံးခဲ့ရတဲ့ထိုကာလကအောက်ဆီဂျင်အိုးများဆက်များအစားအသောက်နဲ့ စေဝါနှင့်အလူငွေများစွာလက်ခံရရှိသည့်ဝန်ထမ်းဟောင်းတို့ကပြောပါတယ်တဲ့ချွေတစ်ခါဝယ်ရင်3500အခုအထက်ပဲဝယ်တယ်တဲ့ပိုင်ဆိုင်မှုတွေအများများလာတဲ့ကာလပေါ်တဲ့ကိုတော်ထဲမှာအလူရှင်တွေလာလို့တဲ့အစားတောက်တွေပြန်မလို့ပဲတင်းထားတာရက်လွန်ကုန်တဲ့အထည်ပဲကိုပြောပါတယ်တဲ့နော်အဲ့တော့တေးသာခရင်ဝီဒီတဲ့ရခင်ကတန်လင်းဘက်မှာအိမ်ငားနေထိုင်ခဲ့ရကြောင်းတရုတ်ဆောင်တင်စာဝင်းကျော်ကြီးအကူဖြစ်သူစစ်အင်ဂျင်နီယာဘိုးနဲ့လက်ထက်ခဲ့ကြောင်းအဲ့ဒါတော့မှန်ပါတယ် ဲ့ဒါတော့မှန်ပါအဲ့ဒါတော့ကျွန်တော်တို့ညင်းလို့မရတဲ့အကြောင်းအရာတစ်ခုပါဘယ်ဆိုသင်္ဆောင်မကြော်ပါခိုင်နေဖို့အသေးမုန်းတာအသေးဦးမုန်းတာအဲ့ကျွန်တော်တော့မသိဘူးအိတ်ကရိုက်တော့သင်္ဆောင်မကြော်လဲဟောနေတဲ့အချိန်ပါဗောနော်ကျွန်တော်ကနေဘာမှမသိဘူးတကယ်လဲကျွန်တော်မသိပါမသိချိန်မှာမင်းသမီးပေါ့မင်းသမီး list ကျွန်တော်ပေးတာပေါ့မင်းသမီး list တွေပေးတဲ့အခါကျကျွန်တော်သင်္ဆောင်မကြော်ရေးပြီးတော့မမျိုးကပါပြောရဲဆိုပြည့်ဟိနဲ့နင်းကတိတ်တော့မှာပဲနင်းကတိတ်တော့မှာပဲဘာဖြစ်လို့လဲလို့ ဟာနေခိုင်နေဦးနဲ့တင်သားမကျော်ဒီလိုပြန်တာအကြီးတက်တာနေနားမလည်ဘူးလားဘယ်လိုတက်တာခိုင်နေမယူရတဲ့အခုယောက်ျားတင်သားမကျော်ရဲ့အကူလေးတဲ့စစ်တပ်ကလေးတဲ့နေဟိုမှာလေသူ့အကူမဝါသူ့ကိုစီကအများကြီးတုံလှုပ်သွားလို့တင်သားမကျော်ဘာမှခိုင်နေဝေကိုမကြည့်ပါတော့နေခိုင်နေဝေကတင်သားမကျော်ငှားမလားဆိုတော့ဟောကျွန်တော်မှမသိတာလို့ကျွန်တော်မသိတော့အဲ့တော့အဲ့ကောင်ကျွန်တော်ယူတင်သားတင်သားမလို့ရိုက်သွားတာဟုတ်နော်ဟုတ်အဲ့အဲ့ဒါတော့မှန်တယ်ဗောနော်အဲစေအင်ဂျင်နီယာဘုံလက်ထက်ခဲ့ကြအောင်နဲ့ထို့နောက်အိမ်တော်ကြီးကွဲပြီးတော့စီးပွားရေးအစီအမပြေခဲ့ကြအောင် သိရသည်အဲ့တော့အိမ်တော်ကြာခဲ့တယ်အိမ်တော်ကြာခဲ့တယ်ဆိုတော့ဆက်ဖွဲ့ပြောလို့ပေါ့အမျိုးသားနဲ့လည်းထိတွေ့ဆက်ဆံဘူးလေဆိုတော့အခုက LGBT နဲ့ထိတွေ့ဆက်ဆံတယ်ဆိုတော့ new taste များတော်ရတော့ကတော့ပြောခိုင်းရိုင်းပါပါဆိုတော့အခုဆိုတော့သူက luxury brand တန်ဘိုးမြင့်စင်ကံအမတ်တစိတ်တွေပဲဝတ်တော်တာအနိုင်ဆိုလဲတင်းရဂျော်ဒန်ကိုသူကြီးစားနဲ့စင်သူဝတ်တာတဲ့ brand တွေကိုလေရင်နဲ့နေချင်းပြန်ဝဲတာเนาะအလိုဆက်ပြောပါတယ်တဲ့เนาะ အဲထားပါတော့နော်အဲ့တော့နည်းဆက်ပြီးအမြဲသွားလိုက်မယ်ဆိုရင်နော်တက်ဆိုခန်းနေဝီဒီတဲ့ဇိန်ခံပစ္စည်းများကိုကြည့်ရတဲ့ခရိုနီအတိုင်းဝိုင်းနဲ့စစ်ကောင်စီတက်အရာရှိအများကြီးဇနီးများအတွက်တစ်ဆင့်ဝယ်ယူပေးသည့်လုပ်ငန်းကိုလည်းလောက်ကန်တီဟုသိရသည်ထို့လုပ်ငန်းအပြင်ကြောက်မြေရနာယူတဲယူရောင်းဝယ်တဲ့လုပ်ငန်းကိုနာမည်ကြီးအမျိုးသမီးတယောက်ဆောင်တူမနေ့လေးမျိုးမှာဟိုတယ်လုပ်ငန်းရှင်တူနဲ့ခန်းနေဝီရဲ့ဝန်ထမ်းအမျိုးသမီးငယ်တူတို့နဲ့အတူလောက်ကနေတူပြောပါသည်တဲ့သူတို့ကြောက်မြတ်တွေတဲတာရောင်းတာလောက်တယ် ောင်ကောင်တို့ဘာလို့သွားရောက်နေဂျပန်ဘက်ကိုလည်းဈေးကွက်ချဲ့ဖို့လုပ်နေကြတယ်ဟုပြောပါတယ်တဲ့နော်အဲ့တော့သူလုတဲ့အထဲကောင်းတာတွေလည်းရှိပါတယ်တဲ့နော်သူကိုလေးစားကြသူတွေလည်းရှိပါတယ်သူအမေလို့ခေါ်နေတဲ့ကလေးငယ်လေးတွေမျက်နှာလည်းရှိပါတယ်တဲ့ public figure တယောက်အနေနဲ့သူစီစီးဝင်သွားတဲ့ငွေတွေကိုပွင့်လင်းမြင်သာစွာချပြစေချင်တာပါတဲ့လို့ဒီဟာမှတ်ချက်ပေးပါတယ်တယောက်ဆောင်ခန်းနေဝေဒီ1996ခုနှစ်ဝင်းကျင်တွင်အမှုပညာလောကသို့စတင်ဝင်ရောက်ခဲ့ပြီးဩဒီမှာနံပါတ် ပါလာပြီးတော့နေထက်လင်းနေမျိုးအောင်ဝေလူကျော်တရားတင်ဆိုစသည့်တရုတ်ဆောင်မင်းသားများနဲ့အများဆုံးတွဲဖက်၍ခေါင်းဆောင်မီနီမီဖြစ်ဇကာများဆိုတာရကုခဲ့တယ်။နောက်ပိုင်းနေဒုတိယမီနီမီအနေဖြင့်ဆက်လက်ရကုခဲ့တယ်ကျွန်တော်တို့ပြောလို့မဆုံးသေးဘူး။ကျွန်တော်ကနာမည်ထပ်မပြောခြင်းလို့ပြောပေမဲ့ဒီမှာတော့ကျွန်တော်စာအုပ်ဖတ်ပြရတဲ့အတွက်ကြောင့်ရေးတာရေးတာအတိုင်းကိုကျွန်တော်အမှန်တိုင်းဖတ်ပြတာပါနော်။နောက်ပိုင်းဒုတိယမင်းမီအနေဖြင့်ဆက်လက်ရကုခဲ့သည့်အာနာသိမ့်ပြီးနောက်ပိုင်းပြန်လည်ရကုလာကြသည့်ရုပ်ရှင်နှင့်ရုပ်တံဇလန်းတွဲများတွင်ခက်ဆက်စိတ်ပါဝင်ရကုနိုင်လာသည်ကို တွေ့ရှိရသည်ဟုတ်ပြီဒီနေရာလေးမှာတချက်လေး gap ပြီးကျွန်တော်ပြောချင်တာရှေ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးဒါယူတက်ဆိုင်လို့ပေါ့နော်ဟုတ်တမ်းပြီးစဉ်းစားကြည့်ရင်ဒါကျွန်တော်အတွေးပါပြဿနာလေးတွေးမိပါလိမ့်ရက်ခဲ့တဲ့ကားပေါင်းအနေထားမှာလေကျွန်တော်တို့အိတ်ခေအိတ်ခါကလည်းရုပ်ရှင်ကားကြီးဆိုတာကအခုလောက်ထိကိုဟော့ဖြစ်ခဲ့တာမဟုတ်ခန်းနေဝင်နေနဲ့ပြောမယ်ဆိုရင်ရုပ်ရှင်ကားကြီးတောင်မှကျွန်တော်ရိုက်ဖူးခဲ့လားမြိုက်ဖူးခဲ့လားအိတ်ခေအိတ်ခါမှာကျွန်တော်တိတ်မမှတ်မိဘူးပေါ့နော်အဲ့တော့ အကြမ်းဖျက်အဖြစ်ပြောမယ်ဆိုရင်တော့မှခေါင်းဆောင်မင်းသမီးဆိုတဲ့အတိုင်းတာထက်ဒီကျွန်တော်တို့ဒုတိယ second မင်းသမီးအနေနဲ့ပဲရိုက်ခဲ့ရတဲ့တိုင်းတာတစ်ခုလို့ကျွန်တော်တို့သုံးသပ်မိတယ်ဘောနော်အဲ့တော့အဲ့မှာရလာတဲ့အမှုပညာငွေကြီးပေါ့နော်အမှုပညာငွေကြီးနဲ့အဲ့ရဲ့ပိုင်ဆိုင်မှုနဲ့အခုလက်ရှိချမ်းသာမှုဒီပလိုက်တာလုပ်ပြီးတဲ့နောက်ပိုင်းမှာဖြစ်ပေါ်သွားတဲ့ချမ်းသာမှုကွန်ပဲလုပ်ကြည့်ရင်တော့ဒါကတော့တကယ်တမ်းတန်ရဝင်စရာပဲဗျတန်ရဝင်စရာပဲဥပမာကျွန်တော်ပြရမယ်ကြည့်ကျွန်တော်တို့ ဒေါက်တာတိရောက်ဟုတ်ပြီဒေါက်တာတိရောက်ကားရိုက်တယ်ဟာတကားကိုဘယ်လောက်ရတယ်ဟုတ်ပြီနော်ကဲကျွန်တော်ကထောင်ဒီ2016ခုနှစ်ကနေဟုတ်ပြီဒေါက်တာဆလုပ်တယ်နော်တကယ်တော့ကျွန်တော်စတန်ကောက်မေဆိုရင်ဘောနော်ဟုတ်ပြီကျွန်တော်2016ကနေဒေါက်တာဆလုပ်တယ်2016ကနေ16 18ဘောနော်ဥထားပါအခုကဲထားပါလာမယ့်နှစ်ထိဆိုရင်2026ဘော2026ကာလာအတွင်းမှာဟုတ်ပြီကျွန်တော်တလကိုကဲတကားလုံးရိုက်တယ်ဟုတ်ပြီတကားတလတကားမို့ဗျာနှစ်ကားရိုက်တယ်သုံးကားရိုက်တယ် ဒီရိုက်တဲ့ကားအရေးတော့ဒီကကျွန်တော်တို့လိန်လို့မရဘူးပြန်မှန်းတယ်ရုပ်ရှင်အစည်းအုံးမှာပြင်းတီရတလမှာဘယ်ရက်ဘယ်ရက်ဘယ်ရက်ဘာကားရိုက်သွားလဲဆိုတာရှိတယ်ဟုတ်ပြီအဲ့မှာရတဲ့ကားအရေးအတွက်ကိုဆိုတော့ကျွန်တော်ပြောတဲ့ဒီဖြတ်တန်းခဲ့တဲ့เนาะဒီ2016ကနေ2026ထိကာလမှာပြင်းတီရတကားကိုဘယ်လောက်ရတယ်ဘယ်နှကားရိုက်တယ်ဆိုတဲ့အတိုင်းတိုင်းဒါအနည်းပညာသမားတယောက်ကိုပြပြပါဦးเนาะခွဲချမ်းချပြီးတော့ပြောမစင်ပုံကြည့်ဟုတ်ပြီဒါဒီလား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 ဆိုတာပုံသွားကြည့် တော့ရတဲ့ပတ်စံကပြင်းတရားဘယ်လောက်ချမ်းသာနိုင်မလဲအဲ့ပမာဏတဲ့များစွာများစွာချမ်းသာနေဆိုတော့ပြင်းတရားနောက်ွယ်မှာတခုတော့ဒီကောင်လုံနေလို့ပဲမကောင်းတာပဲလုံလို့မဟုတ်တာပဲလုံလို့တုံးမို့တခြားစီးပွားရေးဘာ investment ရှိနေလို့ဆိုတာမျိုးကျွန်တော်ပြိတက်ကိုတွေးကြည့်ရမှာပေါ့နော်အဲ့တော့ဒီမှာကျွန်တော်ပြန်ပြီးစဉ်းစားကြည့်ခါမှာခံနေဝေဟုတ်ပြီမင်းမီလုတ်ခဲ့တယ်ကဲပတ်စံကြီးရတယ်ရှိပါတော့အိမ်တော်꿰ခဲ့တယ်အိမ်တော်꿰ခဲ့တယ်အဲ့တော့ထားပါတော့ပြောမစွေနော်ဒီအိမ်တော်꿰ခဲ့လို့ဘုံမှုစီရပဲဒါ အမူရည်ခွဲလို့ပဲဒီအမူရည်နဲ့ပတ်သက်ပြီးတော့ရလာလာလာဆိုတော့တကယ်လက်ရှိသုံးနေကြတဲ့အတိုင်းတာမှာလည်းအဲ့ပမာဏတည်းကအရန်များနေတယ်အဲ့တော့ပုံတော့သိတာလားကဘာဖြစ်လို့ဒီပဋိဒတ်လုတ်ပြီးမှဒီလိုတွေဝန်နိုင်ဝတ်နိုင်သွားတာလဲဆိုတဲ့ဟာကိုကစဉ်းစားစရာဗျစဉ်းစားစရာဟုတ်ပြီအဲ့တော့ตุ้ยเปลี่ยนပြောมั้ยฮะตุ้ยซ่าဝယ်ပြီးตุ้ยซ่าဝယ်ပြီးตุ้ยซ่าကတော့ဘယ်လောက်ထိချမ်းသာလို့ဟာဒါတွေဝယ်ပြီးနေလားตุ้ยซ่าကတော့ဘာအလုပ်တွေလုပ်တာလဲဘယ်လောက်ထိ income ဆိုတဲ့ဟာတွေကိုကျွန်တော်နိုင်ငံတော်စစ်တမ်းအနေနဲ့တကယ်တမ်းကြာရင် ပြစ်တက်ကိုချပြနိုင်တလားကျွန်တော်အမြင်နဲ့ပြောရင်ဟိုကျင်ရုပ်ရှင်ကာတကားကြီးတိုင်းဘလောက်ရရကျွန်တော်ချပြတယ်တော်တဘောပြောတာပါနော်ဟိုဒီမှာအလူငွေနဲ့ပတ်သက်ပြီးအလူငွေလေချပြလို့မရဘူးဆိုတော့ဘာဒီမှလည်းမသိဘူးဒါကျွန်တော်ပြောပြမှာမဟုတ်နော်ဒီမှာမြင်နေတော့သုံးသက်ပြတာကဲဟုတ်ပြီဟာသာသိမ့်မနာပါနဲ့ပြန်လဲရကူလာကြသည်ရုပ်ရှင်နဲ့ရုပ်သက်ဇလန်တဲ့မြောင်းနဲ့ခက်ဆက်စိတ်ပါဝင်ရကူလာနိုင်တယ်ဒီကိုသိရတယ်လက်ရှိတွင်ငလင်ဘေးဒေသတွေကိုအလူငွေသိမ့်ပေါင်းများစွာလှူဒန်းပြီးဖြစ်ကြောင်းသူ့ Facebook ဆက်မတော်တွေနေ့စဉ်ဖော်ပြထားသည်သူကပြည်သူလူထုအများစုရဲ့ယုံကြည်မှုကိုရထားတယ် အစိုးရတောင်ကောက်ခံလို့မရတဲ့အလူငွေပမာဏမျိုးဒုက္ခနာလေးနဲ့ရတယ်ဒါတွေကိုအကျိုးရှိရှိအသုံးချစေခြင်းနဲ့အကောင်လုံးပြည်သူလူထုကိုပွင့်လင်းမြင်သာစွာစည်ရင်းစစ်တွေနဲ့ရာသုံးငွေရှင်းတဲ့တွေနဲ့ပြန်ပြီးချပြစေခြင်းနဲ့လို့ပြောပါတယ်တဲ့နော်ဒီမှာတော့ပြီးသွားပြီပါနော်ဟုတ်ပြီအဲ့တော့အရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးကတော့အခုလက်ရှိမှာပေါ့နော်ဒီငွေလွှဲတဲ့ကိစ္စနဲ့ပြန်မပေးတာနဲ့ကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်အနေနဲ့ဒါဒီ blog ကိုကျွန်တော်သုံးသပ်ပြမယ်ဆိုရင်ရှင်းရှင်းလေးပြရှင်းရှင်းလေးတကယ်တမ်းကျရင်ဘာကြောင့်ဝယ်ဖြစ်ဖြစ် ဟိုဘက်ကလူကဟိုဒါကျွန်တော်ပုံမှန်လေးပြပြပါတော့ဟိုဘက်ကလူကကလိန်နာပဲဖြစ်ဖြစ်ကလိန်ကြက်ကြတာပဲဖြစ်ဖြစ်တခုခုလွဲမားနေတာပဲဖြစ်ဖြစ်ငွေပတ်စံပမာဏ330ပဲရှိတယ်ဗျာဘာဖြစ်လို့အုံနောက်အချောက်ခံပြီးတော့အခုဒီမှာဒီလောက်ပြည်လူလူကလည်းပြောနေတယ်ဒီလောက်ဖြစ်ပြနေတဲ့ကိစ္စမှာကျွန်တော်သာသူ့နေရာဆိုရင်ဟုတ်ပြီမှားနေမှန်းလို့သိပေမဲ့ကဲဟုတ်ပြီဒါမှားတယ်ဗျာမှားလို့တတ်မှတ်တာဒါမှမကောင်းမလေးဘက်ကမှားတာမဟုတ်ဘူးနော်ပြည်လူလူအကုန်သိတယ်ဒါကျွန်တော်တူတူတယောက်တည်းပြောပြတာမဟုတ်ဘူး ကြည့်နေကြတော့နားလေတော့သူတွေအုံတော်ရှိတဲ့လူတွေဘသူအမှားမှန်တော့သိတယ်တချို့တချို့ကရှင်းပြအမှန်ကိုအမှန်တည်းလက်မခံနိုင်မင်းတွေကိုဒီမှာတစ်ဖက်ပိတ်ပြီးတော့ကိုသူ့ရဲ့ fan တွေကမဟုတ်ပါဘူးလို့ရင်းနေတာအခုမှတစ်ခုပဲပြမယ်သူ့နားမှာရှိတဲ့နော်သူ့လင်မနော်ကျွန်တော်လင်မလို့ပဲကျွန်တော်ပြောလိုက်ပါတော့သူ့လင်မဆဲတယ်ဟုတ်ပြီအဲ့တော့ရိုင်းဆိုင်ဆိုတာမင်းကြီးတယောက်ကိုဆဲတာကကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးနဲ့ဖြစ်ဖြစ်လူတရားအနေနဲ့ဖြစ်ဖြစ်ဒါကမကောင်းတဲ့လုပ်ရတခုလေမကောင်းတာကိုမကောင်းတဲ့လုပ်ရဆိုတာကလက်ခံပေးရမှာဒါပေမဲ့ comment မှာပါကြီးလေအဲ့တရားဘက်ကကာဖာလုပ်ပြီးတော့စိတ်တူရင်တော့လေဆဲမှာပဲစိတ်တူဆဲမှာတော့စိတ်တူတိုင်းဆဲလို့ရမလားကျွန်တော်ပြောရရင်လေစိတ်တူတိုင်းဆဲလို့ရမလားဆဲတာကတော့မကောင်းတာပဲလေတော်သူဘာဖြစ်ဖြစ်ဟုတ်တယ်မလားအဲ့တော့အဲ့လိုလူတွေကလည်းအများကြီးပဲဗျာ အဆဲလာပဲဘာဖြစ်လဲစိတ်တူရင်တော့လူတယောက်စိတ်တူတော့ဆဲပြီးမှာပဲဆိုအဲ့လိုမျိုးတွေးတဲ့ကူကအဲ့လူကတော်တော်ကိုတုံးစားတဲ့လူဖြစ်နေပြီအမှန်တော့ဒီလိုဆဲလာတော့မကောင်းပါဘူးဆိုတာမျိုးတုံးတက်ပေးနေရမှာကိုဆဲလာကဆဲလူကအမှန်အဆဲခံလူကအမှားဆိုတဲ့ရအောင်ကျွန်တော်တို့အမှားအမှန်ကိုမခွဲခြားတဲ့ဘူးဖြစ်နေတာအဲ့ကျွန်တော်ပြောတာဟုတ်ပြီမှန်တယ်မှခဏတာ လိုက်ပါလားရှေ့ကြီးလေးဒီပတ်သက်30ဘာပြောမှမလို့လဲကင်တာလေးကတော့ခိုင်နင်းဝဲတို့ရဲ့ဒီ light law light law ဟောနေတဲ့အပွဲအပေါ်မှာရောခိုင်နင်းဝဲရဲ့အဖြစ်စဉ်လေးတွေကိုသုံးသပ်ပြတဲ့ director ပြင်ဟင်းတီဟာရဲ့သုံးသပ်ချက်တွေပါဆိုတော့မာဒလာမန်ဒလာဆိုတော့မေဆိုတော့ကိုယ်တိုင်ပဲဝေဖန်သုံးသပ်ကြည့်ပါဆိုတော့ကျွန်တော်ကတော့တက်တဲမြှဝေယုံတက်တဲပါဗျနော်โอเค so uh, see you next video bye bye